အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကားမဆမှုရိပ်အောင်ပါအားလုံးဒီကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေသင်တဲ့မိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖျားနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတွေမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားတခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်ရှာလုံးအားလုံးပေါ်မှာသာရဖျားထမလာတော့ညင်တဲ့ခြင်းတက်ရောက်ပါစီ ဖျားခင်ရဲ့ဂျေဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ18ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဖျားခင်ရဲ့ဂျေဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ဖျားခင်ရဲ့ဂျေဇူးတော်တသက်ကြောင်းတမနဲ့တရက်ဆက်ပြီးအသက်ရှင်တန်ခွင့်ရတယ်။ဂျေဇူးတော်မနဲ့ခင်ဖြစ်တယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ကျင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ဓမ္မရာဇဝင်သဒုတ်ထဆောင်ခန်းကြီး၄အပိုက်ငယ် တက်ကနေ၃ ठी ဖြစ်ပါတယ်ပရောဖက်မျိုးသားမယားတယောက်ဒီအဲလိရှဲသန်တို့လာ၍ကိုရော်ဂျွန်ကျမ၏ခင်ပွန်းတည်ပါပြီကိုရော်ဂျွန်သည်ထာဝရဘုရားကိုယိုသေးတော်သူဖြစ်သည်ကိုကိုရော်သိတော်မူ၏ယခုမှကျွေးရှင်သည်ကျမ၏ဒါနှစ်ယောက်ကိုကျွန်ခံစေခြင်းကလာပါပြီဟုကြွေးကြော်လေ၏အဲလိရှဲကလည်းသင်အဖို့အဘယ်တို့ငါပြုတ်ရမည်နည်းသင်အိမ်၌အဘယ်ဥစ္စာရှိသည်နည်းဟုမေးလျင် ိုရောကျွန်မအိမ်၌စီအိုသလုံးမှတပါအဘယ်ဥစ္စာများမရှိပါဟုပြောဆိုတော့အေလိရှေကသွားလောအိမ်ဤချင်းရှိသည်များတို့တွင်လက်တော်အိုးတို့ကိုငားယူလောများစွာတော့အိုးတို့ကိုငားယူလောဒီအဖြစ်ပြက်ကိုမိတ်ဆွေသင်ကယဉ်နီးပြီးဖြစ်ပါတယ် ခင်ပွန်းဖြစ်တဲ့သူကဖះကိုကြောက်ရွံ့ယိုတည်တဲ့ဖះကရဲ့အစီခံကျုံဖြစ်ပါတယ်သူတေဆုံးသွားတဲ့အခါမှာဇနီးတဲကမုတ်ဆိုးမအဖြစ်ကြံရစ်ခဲ့တယ်။တားနှစ်ယောက်ကိုအကျွေးမဆက်နိုင်တဲ့အတွက်ကျွေးရှင်ကလာပြီးတိမ့်စီတော့မယ်။ဖះခင်ကိုချစ်နေပါလျက်နဲ့ဆင်းရဲဒုက္ခအမျိုးမျိုးကြုံတွေ့ရနိုင်ပါတယ်။ခင်ပွန်းတဲ့တေဆုံးသွားတဲ့အခါမှာသူတို့တားမိတွေမဆက်နိုင်တဲ့ကျွေးမီကြံရှိခဲ့တယ်။မနစ်မြို့စရာအခြေအနေတွေကိုသူမဖြတ်သန်းရင်ဆိုင်ရတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာဘုရားခင်ရဲ့လူဖြစ်တဲ့အေလိရှဲရောက်လာခဲ့တယ်။တင့်အိမ်၌အဘယ်ဥစ္စာရှိသနည်းအေလိရှဲမေးပါတယ် ကိုရောကျွန်မအိမ်၌စီအိုးသလုံးမတပါအပေဥစ္စာများမရှိပါစီအိုးသလုံးတော့ရှိသေးတယ်ကြံသေးသေးတယ်အခြားတော့မရှိဘူးလို့ဝန်ခံပါတယ်တခါတည်းံဘဝအတ္တထဲမှာမိမိမှာရှိနေတဲ့အရာတွေကိုမေ့လျော့ပြီးမရှိတဲ့အရာတွေကိုလူများစွာက ပြောဆိုတတ်ကြတာဖြစ်ပါတယ်တို့တော့ဒီမုတ်ဆိုးမအမျိုးသမီးကတော့သူမမှာရှိနေသေးတဲ့အရာကိုတရိရပါတယ်စီအိုးသလုံးကြံသေးတယ်အနှဲငယ်ကြံကျွင်းနေတဲ့စီကိုသူမအောင့်မေ့တရိရခဲ့တယ်အဲ့ဒီအနှဲငယ်တော့စီအားဖြစ်ဖျားခင်အောဘွယ်နမိတ်လက္ခဏာ ာပြုခဲ့တယ်။ဘေးသားကအိမ်နီးနားချင်းတွေစီကစီထဲ့ဖို့ရလက်တော်အိုးကိုငားရမ်းစေခဲ့တယ်။အပိုင်ငယ်၄ကနေ9တိမှာကိုအိမ်တို့ရောက်တော့ခါသားတို့ကိုခေါ်၍တကားကိုပိတ်ပြီးမှငားယူတော်အိုးများအထဲတို့စီကိုအပြည့်လောင်း၍ထားလို့ဟုစီရင်သည့်တိုင်ထိုမိမ့်မသည်တွား၍သားတို့သည်အိုးများကိုယူခဲ့ပြီးမှမိမ့်မသည်သားတို့နှင့်အတူအိမ်ထဲတို့ဝင်၍တကားကိုပိတ်လျက်စီကိုလောင်းလေ၏အိုးများ၌စီပြည့်တော်အခါ ိုးတလုံးကိုယူခဲ့အောင်ဟုတာအားဆိုလျင်အိုးလက်မရှိပါဟုပြန်ပြောတော့စီဒီသက်လျက်နေ၏ထိုမိမဒီလာ၍ပီအာကီလူကိုကြားပြောလျင်သူက ထိုစီကိုတွား၍ရောင်းပြီးလျင်ကျွေးကိုဆက်လောကျွင်းတော်စီကိုအမိပြု၍တင်နစ်သားတို့သည်အသက်မွေးကြလောဟုဆို၏အကျွေးကြေယုံတင်သာမကအကျွေးကိုဆက်ပြီးလို့ကြံတဲ့စီတွေက သူတို့သားမိတွေစားတော့ဖို့သူတို့ဝမ်းရည်ကိုဖြည့်ရှင်းဖို့ဖြစ်ပါတယ်ဖခင်ကကောင်းမြတ်တော်ဖခင်ဖြစ်ပါတယ်အချိန်မီကဲတင်တိုင်းတော်ဖခင်ဖြစ်ပါတယ်တခါတရံတင်ဘွားအတ္တတရဲမှာနောက်ကျနေပြီးသူတစ်ပါးကိုကြည်ပြီးမိမိကနောက်ကျနေပြီးမိမိကိုမိမိအားမလို့အားမရဖြစ်နေတဲ့အချိန်တွေများစွာရှိကောင်းရှိမယ်တို့တော်တတိယပါဖခင်ကဘယ်တော့အခါမှနောက်မကျတော့ဖခင်ဖြစ်တယ်လို့တင်ကိုဘယ်တော့အခါမှမမေ့လျော့ခဲ့ဘူးဖြစ်ပါတယ် အဲ့ဒီဖီးယားကအခက်အခဲပြဿနာတွေကြားထဲမှာအရှက်ကွဲခြင်းတွေကြားထဲမှာတင်ဘွားကိုအဆုံးသတ်စေပါမဟုတ်ဘူး။စုံစမ်းနောက်ရှက်ခြင်းနဲ့တကွထွက်မြောက်ရာလမ်းကိုဖီးယားပြင်ဆင်ပါလေ။ဖီးယားကင်တင်ကိုပေးထားတဲ့ကောင်းချီးမင်္ဂလာတွေအတွက်ဖီးယားကိုကျေးဇူးတင်ပါ။မိမိဘဝအတ္တထဲမှာမရှိသေးတဲ့အရာမရောက်လာသေးတဲ့အရာတွေကိုတန်းတပြီးပူလောင်နေမဲ့အစားရှိနေတဲ့အရာကိုတန်ဖိုးထားပြီးဖီးယားကိုကျေးဇူးတင်တတ်တဲ့အခါမှာဖီးယားကတင်ကို ထပ်ပြီးကျေးဇူးပြုဥမာဖြစ်တယ်။ဝမ်းမြောက်စရာတွေပျော်ရွှင်စရာတွေတစ်ခုပြီးတစ်ခုပြန်ပြီးဖန်ဆင်းပေးမှဖြစ်ပါတယ်။လူများစွာကမိမိအားနည်းချက်တွေကိုချီးပြီးတင်ငယ်နေတတ်ကြတယ်။အဲ့ဒါဘုရားခင်ရဲ့အလိုတော်မဟုတ်ဘူး။ဘုရားခင်တင့်ကိုပေးထားတဲ့ဆုကျေးဇူးစွမ်းရည်တွေကို သိနာလေပါ။ဘုရားခင်တင့်ကိုပေးထားတဲ့ကောင်းချီးမင်္ဂလာတွေကိုသိမြင်တတ်ပါစီ။ဘဝမှာ ဖျားခင်ကိုကိုးစားခြင်းနဲ့အသက်ရှင်တဲ့သူကပူရောအရှိန်ရောက်ကြောင်းကိုမတီးလို့ကျမ်းစာကပြောပါတယ်။နောက်တစ်မျိုးကတော့လူတက်တော်ကိုအမိပြုတဲ့ဖြစ်လူကိုကိုးစားခြင်းနဲ့အသက်ရှင်တဲ့အခါမှာကောင်းကျိုးရောက်ကြောင်းကိုမတီး။မတိနှမျိုးရှိတဲ့အထဲမှာပူရောအရှိန်ရောက်ကြောင်းကိုမတိတော့သူကမင်္ဂလာရှိတယ်။ဘဝအသက်တာထဲမှာဖခင်ရဲ့ကောင်းမြတ်ခြင်းတွေများစွာရှိနေပါလျက်နဲ့ကောင်းကျိုးရောက်ကြောင်းကိုမတိတော့သူမဖြစ်ပါစေနဲ့။ 而肯听过贝塔的阿达杰苏吉苏算语对歌。 အတိမတ်ပြုပြီးဂျေစုတင်တဲ့နှလုံးသားတစ်စုံနဲ့ဖခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်ပါကျွန်တော်တို့ငယ်စဉ်ကလေးဘဝအရွယ်တုန်းကကြားခဲ့ပူးတဲ့ယုံနဲ့လက်ပုံပြင်ပါယုံကတော့အိပ်ပျော်နေတဲ့အချိန်မှာလက်ကကြိုးစားပြီးပြေးသွားတဲ့အတွက်ပန်းဝင်သွားတယ်ပထမရသွားတယ်ဒုတိယအဆက်အနေနဲ့ယုံနဲ့လက်ပြန်ပြီးဆုံကြတယ်ယုံကလက်ကိုပြောလိုက်တယ်တကယ်ချင်းဒီတစ်ခါပြန်ပြီးအပြေးပြန်ကြရအောင်အရင်တစ်ခါတုန်းကငါအိပ်ပျော်သွားလို့မင်းနိုင်သွားတာအခုတော့ငါပြေးတော့မယ်လက်ကယုံကိုပြန်ပြောလိုက်တယ်ဒီတစ်ချက် င်တော့တငယ်ချင်းကုန်းပေါ်မှာငါမပြိုင်တော့ဘူးစမ်းချောင်းလေးထဲမှာရေအောက်မှာအတူတူပြေးကြမယ်ဒါကလက်ရက်အားသာချက်ဖြစ်တယ်သူအားသာရနေရာကိုဆွဲခေါ်ပြီးပြိုင်ပွဲဝင်ဖို့ပြောတဲ့ခါမှာယုံကအဝေးကိုထွက်ပြေးသွားတယ်နားလေပါဖျားခင်တင့်ကိုပေးထားတဲ့စုဂျေစုအားသာချက်တင်အားသာတဲ့နေရာတင်လုံနိုင်တဲ့အရာတွေကိုဖျားကိုဂျေစုတင်တဲ့နှလုံးသားတစုံနဲ့လှုပ်ဆောင်ပါမုံငါလုံးနဲ့ငါးနှကောင်ကတင်းငယ်လွန်းလာပါတယ်ဆာလောင်နေတဲ့လူအုပ်ကြီးကယောက်ျားကြီးပဲ9000ရှိတယ်လိုအပ်ချက်နဲ့ရှိ နေတဲ့အရာကမမြဘူးဖြစ်တယ်။သို့တော့ကျွန်တော်တို့ဘဝတွေကိုညီမြခြင်းညှိပေးတဲ့ဖရာရှိတယ်။ဖရာကရဲ့ကရုဏာတော်အဖြစ်ညီမြခြင်းညှိပေးလျက်ရှိတယ်။အဲ့ဒီမုံငါးလုံးနဲ့ငါးနှကောင်ကိုသခင်ယေရှုခရစ်တော်ကယူဆောင်ပြီးတော့ကောင်းကင်ကိုမျောကြည့်ပြီးကျေးဇူးတော်ချီးမွမ်းတယ်။အဲ့ဒီချီးမွမ်းခြင်းကသိုးပွားခြင်းကိုဖြစ်စေခဲ့တယ်။ဒီနေ့မိတ်ဆွေတင်ကချီးမွမ်းပါလားညီးတွားပါလားဒါကတည့်ရဲ့ရွေးချယ်မှုဖြစ်တယ် ။ချီးမွမ်းခြင်းကဖျားကြီးရဲ့ကောင်းမြတ်ခြင်းတွေကိုဝန်းရံစေတယ်။မုံငါးလုံးနဲ့ငါးနှကောင်ကိုကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာသူပွားပြီးတော့လူ9000ဝမ်းဝယုံဒီတာမကအကျိုးပဲ့တွေကိုကောက်သိမ်းတဲ့အခါမှာ17000အပြည့်ရတယ်။ပူရှန်စေတော်ဖျား သင်တဲ့သူရှိတယ်မုံဆိုးမသားအမိတွေကိုအဆက်ကွဲခြင်းဝမ်းနေခြင်းဘေးကနေကယ်တင်တော်ဖုရားအကျွေးဆက်ပြီးတော်ဖုရားဒီနေ့သင်ကိုလည်းထို့အတူယေရှုပြုမယ်ဖျားခင်ကိုမျော်လင့်ခြင်းနဲ့အသက်ရှင်ကြရအောင်သင်ဘဝအသက်တာကိုညီမြခြင်းညှိပေးတော်ဖုရားရှိတယ်ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ